အလုံးမင်္ဂလာပါဒီနေ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့ဒီဘုသူတ္တဆိုင်ရာလေးတစ်ခုဖုံးလို့မျှဝေခြင်းလဲပေါ့နော်အဲ့ဒါကဘာလဲလို့ဆိုတော့ဒီရပိုင်းတွင်းမှာပဲဘုလို့ဘုရားဘာသာနဲ့ဆိုင်တဲ့ဒီ documentary လေးနှစ်ခုကြည့်ရတယ်ပေါ့နော်ဘုရားဘာသာနဲ့သက်ဆိုင်တဲ့ video လေးနှစ်ခုကြည့်ရတယ်ဆိုတော့တစ်ခုကတော့ ဟိုစင်ကာပူနိုင်ငံသားနေပညာရှင်လူငယ်လေးတယောက်ဘာသာကြားပေါ့နော်ဘာသာကြားတယောက်ကနေပြီးတော့ဗုဒ္ဓဘာသာပြောင်းလာတယ်ပြီးတော့ရန်သက်ပန်ဘုံကြီးဝေသွားတယ်အဲ့ဒီအချောင်းလေးရယ်ပြီးတဲ့အခါကျတော့အဲဒီနေ့ပဲပေါ့လေဖုန်းတို့ဗီဒီယိုလေးတစ်ခု TikTok မှာကြည့်ရတယ်အဲ့ဒါဘာလဲလို့ဆိုတော့သူတို့ကတော့ဟိုနာမည်နဲ့ပြောထားတာဖြစ်တဲ့အတွက်ဖုန်းတို့လည်းနာမည်နဲ့ပဲပြောပါမယ်မနော်အဲ့ဒါဘာလဲလို့ဆိုတော့သူတို့ကဒီ list တစ်ခုပြတယ်ဓာတ်ပုံကြီးရော ဒီနာမည်တွေရောပေါ့เนาะအချက်လက်တွေရောပေါ့ဒီဗုဒ္ဓဘာသာမှခရိယန်ဘာသာတို့တက်ဝင်ယုံကြည်လာတော့အဲဒီနာမည်ကြီးအမှုပညာရှင်များဆိုပြီးတော့အဲအဲ့ဒီမှာဘုန်းတို့တော့အကုန်လုံးမသိဘူးအတိအကျလည်းမသိဘူးသူတို့ကိုလည်းအကုန်မသိဘူးအဲတကယ်ဟုတ်လားမဟုတ်လားလည်းမသိဘူးပေါ့เนาะအဲဒါအဲ့ဒီမှာအဲဘုန်းတို့သိတဲ့တယောက်ဆိုရင်တော့ယရနာဦးတယောက်ပါတယ်ကျန်တော့ဒီဘက်ခေလူငယ်တွေများလိမ့်မယ်ဘုန်းတို့လည်းတရားမှမသိတာများတယ်ပေါ့လေ ဆိုတော့ဟိုဘာသာတစ်ခုနဲ့တစ်ခုကိုပြောင်းခြင်းဒီပြဿနာမဟုတ်ပါဘူးဒါဒီလေဟိုတော့လည်းရှိတာပါပဲခုခေတ်လည်းရှိတာပါပဲဆိုတော့အဲ့တော့သို့တော်ဘုန်းတော်ကဘာဆန်းစစ်ဝေဖန်တဲ့လဲဆိုတော့ဟိုဘယ်ဘာသာကနေဘယ်ဘာသာကိုပြောင်းရင်ဘလို့ရွယ်ချက်ကြောင့်ဘာကြောင့်လဲဆိုတာလေးကိုဘုန်းတော်တစ်ချက်သုံးသက်ဝေဖန်ကြည့်ကြတာပေါ့အဲ့လိုသုံးသက်ဝေဖန်ကြည့်တဲ့အခါမှာဗုဒ္ဓဘာသာကနေပြီးတော့ တခြားဘာသာကို ပြောင်းသွားတဲ့အခါပြောင်းသွားတဲ့လူတွေကိုကြည့်လိုက်ရင်တခြားသောဘာသာတွေရဲ့အနှစ်သာရတန်ဖိုးကိုနားလည်လို့ယုံကြည်လို့ဆိုတာတဲ့ကိုရရှိထားတဲ့ဗုဒ္ဓဘာသာရဲ့တန်ဖိုးဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုနားမလည်လို့ပြောင်းသွားကြတာများပါတယ်ဒါတစ်ချက်ပေါ့နော်နောက်ဆန့်ကျင်မဲ့အနေအချင်းတခြားဘာသာ ကနေပြီးတော့ဗုဒ္ဓဘာသာကိုပြောင်းလာတာကြတော့အဲ့ဒီဘာသာရဲ့အနှစ်သာရအဲ့ဒီဘာသာရဲ့တန်ဖိုးကိုနားမလည်လို့ဆိုတာထက်ဗုဒ္ဓဘာသာရဲ့အနှစ်သာရဗုဒ္ဓဘာသာရဲ့ဓမ္မတဘာဝကိုယုံကြည်ပြီးတော့ပြန်ကူးပြောင်းလာတာညပါတယ်ဆိုတာအစင်ချင်းပဲနှစ်ခုပေါ့နော်ဒီနှစ်ခုအစင်ချင်းပါတယ်အဲ့တော့အများအပြားဒါတို့ကတော့ခရိယန်ဗုဒ္ဓဘာသာနာမည်တက်ပြောထားတော့ဘုန်းတို့လည်းဒီလိုလေးပဲနာမည်တက်ပါမယ်နော်ဆိုတော့ဒီလိုတက်ချင်းသည် အဲတခြားဘာသာကိုထိခိုက်စေလိုတဲ့ဆန္ဒစေတနာလုံးဝမရှိပါဘူးသူတို့တက်ပြောထားလို့ဒါလေးကို reaction သဘောလေးလောက်တာပါအများအားဖြင့်ဒီဗုဒ္ဓဘာသာကနေပြီးတော့တခြားဘာသာကိုပြောင်းသွားတဲ့အခါဘုံတို့ဘာကြောင့်ပြောင်းတာလဲဆိုရဲအချက်လက်လေးတွေကြီးလိုက်တဲ့အခါကျတော့အခြေခံအားဖြင့်အချက်၃ချက်တော့တွေးတယ်နံပါတ်၁ကတော့အိမ်တော်ကြီးနံပါတ်၂ကတော့အဲကြောက်တာနံပါတ်၃ကတော့ဒီ ဟုတ်ပေါ့အဲ့နှစ်တာရမပါတဲ့ဒါနနဲ့ဆွဲဆောင်တာဒီသုံးချက်ကိုတော့တွေ့ရတယ်။နံပါတ်1အိမ်အောင်ရေးဆိုတာကဗုဒ္ဓဘာသာမှာအဲဘာသာကူပြောင်းခြင်းသည်ဘာမှအပြစ်မရှိဘူးဘာမှအဲကြီးကြီးမားမားဟို case ဖြစ်မနေဘူးလွတ်လွတ်လပ်လပ်ပြောင်းခွင့်ရှိတယ်။ဒါပေမဲ့ဟိုအဲ့ဒီခရီးယန်ဘာသာမှာကြတော့သူဘာသာပြောင်းရင်ပြည့်ရှိတယ်လို့သူတို့ယုံကြည်ကြတယ်။အဲ့တော့ဒါဘုန်းတို့ဥမာလေးတစ်ခုပြောပါမယ်။ဘုန်းတို့ ਨੇ အင်မတန်ရင်းနှီးတဲ့ မိသားစုတစ်ခုရှိတယ်ဒါဘုန်းတော်နဲ့မတွေ့ခင်ကသမိုင်းကြောင်းလေးပြန်ပြီးတော့လည်လာကြည့်တဲ့ခါကျတော့တက္ကမကြီးကခရိယံဘာသာဝင်တက္ကကြီးကဗုဒ္ဓဘာသာဗုဒ္ဓဘာသာမှာမိဘကအင်မတန်ကိုဘာသာတွေကခိုင်ဆိုင်တယ်ဘာသာတွေတန်ဖိုးကိုနားလေတယ်အဲတောသူတောင်သားဗုဒ္ဓဘာသာမိဘကနေစဉ်သက်တာဒါပေမဲ့အိမ်နောက်တယ်လေးတစ်ခုကြာလာတဲ့အခါကျတော့တက္ကကြီးကိုယ်တိုင်တက္ကမကြီးရဲ့ဘာသာတွေဝင်သွားတယ်ခရိယံနဲ့ဝင်သွားတယ်အဲသားသမီးနှစ်ယောက်ရတယ်အဲသားသမီးနှစ်ယောက်ကိုကြတော့ အဲဒီမှာကြီးဟာဒီဗုဒ္ဓဘာသာအဲအဖိုးဘွားတွေနဲ့ထားရတယ်ထားရတယ်ထားရတဲ့ခါကျတော့ဘုံတို့အဲ ਨੇ တွေ့တဲ့ခါကျတော့ဒါမဲ့ဘုံတို့ ਨੇ တွေ့တဲ့ခါကျတော့အဲဒကမာကြီးရောဒကာကြီးရောတမိသားစုလိုမှာဗုဒ္ဓဘာသာဖြစ်နေပြီအဲဘုံတို့မေးကြည့်တယ်ပေါ့လေလေ့လာကြည့်တယ်ဒကမာကြီးဆိုတော့ဟိုဒကာကြီးကိုကျတော့အော်ဒကာကြီးကိုအရင်မေးကြည့်တယ်ဒကာကြီးကိုမေးကြည့်ဒကာကြီး ဟိုကိုယ့်ရဲ့မိဘကလည်းဘာသာတရားကိုတကယ်ကန့်ဆိုင်တယ်ဘာသာတရားကိုတကယ်နားလည်တန်ဖိုးထားပါရင်တကယ်ကြီးကဘာဖြစ်လို့တကယ်မကြီးရဲ့ဘာသာတွေဝင်သွားတာလဲဘာတန်ဖိုးတွေတွေ့လို့လဲဘာတွေနားလည်လို့လဲဘာမှနားမလဲပါဘူးဗျာတဲ့ဘာမှထွေထူးတွေ့လို့လဲမဟုတ်ပါဘူးတဲ့နာညီလို့တဲ့အဲအဲ့ဒီမှာအိမ်ထောင်ကြီးဆိုတဲ့တစ်ချက်ပါလာပြီနာညီလို့ဆိုတော့ဘာဖြစ်လာလဲလို့ဆိုတော့အဲ ဒီခရိယန်နဲ့ဗုဒ္ဓဘာသာနဲ့အိမ်အောင်ကြပြီဆိုလို့ရှိရင်ဗုဒ္ဓဘာသာတွေကအတင်းမဆွဲဘူးဗုဒ္ဓဘာသာတွေကဗုဒ္ဓဘာသာကိုးကွယ်ဖို့အတွက်အတင်းအတိုက်တွန်းတာတွေဆွဲဆောင်တာတွေဟိုဖိအားပေးတာတွေလုံးဝမလုပ်ဘူးလုံးဝ freedom ပဲကိုကြိုက်တာကိုကိုပဲဒါပေမဲ့ခရိယန်ကကြတော့ဗုဒ္ဓဘာသာနဲ့ဟိုအိမ်အောင်ကြပြီဆိုရင်နံပါတ်1အိမ်အောင်ရေးရသူတို့ဆွဲဆောင်တယ်အိမ်အောင်အိမ်အောင်ရေးဆွဲဆောင်တယ်နံပါတ်2ကကြတော့ဘာကြောင့်သူတို့ဆွဲဆောင်တာလဲဆိုတော့ဒုတိယအကြောင်းတစ်ချက်ကကြောက်တာ ။ဘာကြောက်တာလဲဆိုတော့ဘုန်းတော်မေးကြည့်တယ်ပေါ့လေ။ဆိုတော့တပည့်တော်တို့အဲနောက်တက္ကမကြီးကိုမေးကြည့်တယ်။အဲတက္ကမကြီးပြောပါဦး။ဘာဖြစ်လို့တက္ကမကြီးကိုဒီကို့ဘာသာလေးကိုအတင်းဆွဲထည့်တာလဲ။တက္ကမကြီးအနေနဲ့လဲလိုက်လိုက်ရောရောမဖြစ်နိုင်တာတက္ကမကြီးသိမှာပါဆိုတော့တပည့်တော်တို့ဘာသာမှာတဲ့ဟိုတကယ်လို့ဒါတပည့်တော်တို့ရဲ့အိမ်အောင်ဘက်ကကို့ဘာသာဘက်ကိုမပါရင်တပည့်တော်တည်ရင်ဖျားနဲ့မတွေ့ရဘူး။ငရဲကြမှာတဲ့။အဲပြီးတဲ့အခါကျတော့အဲတပည့်တော်တို့က တင်းញိုင်းမှာခရီးရန်တင်းញိုင်းမှာမတိချူပါဘူးအဲ့လိုမတိချူရတဲ့အတွက်တို့တော့ငရေကြအငရေကြမှာကြောက်တော့တို့တို့ကအတင်းဆွဲတာကြောက်လို့အတင်းဆွဲတာအဲ့တော့ဆွဲပါဆွဲပါဆွဲပါများတော့เนาะကြောက်ဆိုင်ကြောက်ခဲတွေတော့မှဒီရေးတိုက်စားပါများရင် နေရပြိုရပြက်တယ်အဲ့ဘလောက်ပဲဟိုဘုရားဘာသာဘာသာကြီးကောင်းလာတဲ့လူပဲဖြစ်ဖြစ်เนาะအိမ်တော်ကြတာနဲ့တရားတရားမကောင်းတဲ့လူတန်းပါသွားတာရှိတယ်ဒါတစ်ချက်နောက်တစ်ခါကြောက်ကြောက်လို့အတင်းကာရောပေါ့เนาะကိုယ်အိမ်တော်ဘက်က ခုဘာသာလဲမဝင်နေရဲ့ကြောင့်မှကြောက်လို့ဖះနဲ့မတွေ့ရမှကြောက်လို့အတင်းကဆွေတော့တစ်ဖက်ကပါသွားတယ်တစ်ချက်ဒုတိယတစ်ချက်ပေါ့နော်ဆက်အဲအဲ့ဒီမှာဘုရားဆက်မီးတယ်ဟုတ်ပြီတက္ကမကြီးကတက္ကမကြီးတော့ဘာသာလဲအတင်းဆွတ်ထည့်ပြီဒါပေမဲ့အဲ့တက္ကတက္ကမကြီးနဲ့တက္ကမကြီးရဲ့တာသမီနှစ်ယောက်ကအစရပြိုးတော့ပါလားဘယ်တော့မှခရိယံမဖြစ်ခဲ့သူလည်းခရိယံလည်းမသွင်းခဲ့အဲ့တော့မေးကြည့်တယ်တက္ကမကြီးတက္ကမကြီးကြတော့အတင်းကိုယ့်ရဲ့ဘာသာလဲကိုသွင်းပြီးတော့ ဒါကခလေးတွေကြာဘာဖြစ်လို့မသွင်းခဲ့တာလဲဆိုတော့အဲ့ဒါမိဘမေတ္တာပဲဖျားတဲ့တပည့်တော်တို့ဘာသာမှာဘာသာပြောင်းရင်ငရဲကြည့်တယ်ဖျားတဲ့အပြစ်ရှိတယ်တဲ့ဆိုတော့တပည့်တော်ကယောက်ျားကိုသွင်းလိုက်တယ်ယောက်ျားတော့ငရဲကြည့်ရည်ကြည့်စေဘောဒီသဘောမျိုးလာတော့မသိဘူးပြန်မပြောင်းနိုင်ဘူးလဲသူယုံကြည်မှာပေါ့နော်နောက်တပည့်တော်ရဲ့ခလေးတွေကြာတော့တပည့်တော်ဝန်တန်းဆိုတော့နတ်စမဆိုတော့နတ်စမ ။ last month ဆိုတော့ဟိုပြောင်းပြီးပြောင်းပြင်းနေတယ်လည်းသွားရတယ်တပြီးတော့အများအားခွန်မသွားနိုင်ဘူး။အဲ့တော့ဗုဒ္ဓဘာသာကိုင်းဆိုင်တယ်အဲဒီအဖိုးဘွားတွေနဲ့ထားရတဲ့အခါကျတော့တပြီးတော့သွင်းလိုက်ရင်တစ်ချိန်မှာသူတို့ကဗုဒ္ဓဘာသာပြန်ဖြစ်သွားနိုင်တယ်။ဖြစ်သွားရင်တပြီးတော့ကလေးတွေငရေကြီးမှဆိုလို့ဒါဒီအကြောက်တရားပဲ။ဒုတိယအကြောက်တရားနဲ့လည်းအတင်းဆွဲချတယ်။အဲဒါအဲ့တော့ ਨੇ ဖုန်းကနောက်ကျတော့အဲ့ချိန်ရောက်တော့ခုနပြောလို့ပေါ့လေတကမာကြီးရောတခါကြီးရောဗုဒ္ဓဘာသာပြန်ဖြစ်လာပြီအဲ့တော့အဲ့ဒီအဲ့ဒီမိသားစုမှာပဲဖုန်းကအပြန်လန်တွေ့ရတယ်ဘာမှဗုဒ္ဓဘာသာကနေအဲဒီခရီးယံဘာသာကိုပြောင်းတယ်ဘာဖြစ်လို့လဲဆိုတော့နံပါတ်1အိမ်တော်ကြီးနံပါတ်2အကျောက်တရားအဲဒီဒီနှစ်ချက်နဲ့တော့တွေ့ရတယ်နံပါတ်3ချက်တော့မတွေ့ရအောင်အဲ့မိသားစုမှာလေအဲ့တော့တကမာကြီးကိုယ်တိုင်ခရီးယံကနေမီယိုဖလာခရီးယံနေပြီးတော့ဗုဒ္ဓဘာသာပြန်ပြောင်းလာတယ်ဗုဒ္ဓဘာသာကိုပြောင်းလာတယ်ပေါ့လေ ။ဘာဖြစ်လို့ဒကမာကြီးကြတော့နောက်ဘုရားဘာသာပြန်ပြောင်းတာလေလို့ဆိုတော့တဲ့။တပည့်တော်တို့ကြတော့ဖရားတဲ့အရှင်ဖရားတို့လည်းကြာဘူးမှာပေါ့။ဘာပဲဖြစ်ဖြစ်ကောင်းလဲဖရားလှုပ်တာမကောင်းလဲဖရားလှုပ်တာဆိုအဲ့လိုမျိုးနဲ့တပည့်တော်တော့သွားလာ။ဒါပေမဲ့တပည့်တော်ကိုယ်တိုင်နောက်ပိုင်းစဉ်းစားထက်လာတဲ့အခါကျတော့ဒါကြီးကမဖြစ်နိုင်ဘူး။ဆိုတော့ဟိုလူတစ်ယောက်ဒီဘာပဲဖြစ်ဖြစ်ကိုလှုပ်ချင်လို့လှုပ်တာ။ကောင်းတာလည်းကိုလှုပ်ချင်လို့လှုပ်တာ။မကောင်းတာလည်းကိုလှုပ်ချင်လို့လှုပ်တာ။အဲ့တော့ကိုလှုပ်ချင်လို့လှုပ်တဲ့ အကောင်းတည်ဖြစ်ဖြစ်စေဆိုးတည်ပဲဖြစ်စေကိုပဲခံစားမယ်ကိုပဲရမယ်အဲလုတ်လုတ်တော့ကိုလုတ်တယ်ခံတော့ဖះခံစားတပြီတော့မဟုတ်သေးဘူးထင်တယ်ဆိုပြီးတော့ဘုရားဘာသာစာအုပ်တွေဖတ်တယ်တဲ့ယောက်ျားရှိရယောက်ျားမအရင်ရှိခဲ့ဘူးတဲ့စာအုပ်တွေဖန်ရင်ဖန်ရင်တယ်တပြီတော့ဘုရားဘာသာရဲ့အနှစ်သာရကိုနားလည်ပြီးတော့တပြီတော့ဘုရားဘာသာဖြစ်လာတာပါတဲ့ဆိုတော့အဲအဲ့ဒီမှာဒုတိယဘုရားဘာသာကနေပြီးတော့ခရိယံကိုဝင်လာအဲခရိယံကနေဘုရားဘာသာကိုပြောင်းလာကြတဲ့လူတွေရဲ့အနှစ်သာရတစ်ချက်ပုံတွေတွေ့ပြီဆိုတော့ ခရိယန်ရဲ့အဖြစ်ကိုလည်း तू မပြောဘူးအခုနသူတွေ့ရတဲ့သူ့အမြင်လေးတော့ तू ပြောတယ်ပေါ့နော်အဲအဲ့ဒီခရိယန်ဘာသာရဲ့မကောင်းခြင်းကောင်းခြင်းကြောင့်မဟုတ်ဘဲနဲ့ဗုဒ္ဓဘာသာရဲ့အနှစ်သာရလူလောကရဲ့သဘာဝဓမ္မကိုနားလည်လို့သူပြောင်းလာကြတယ်